အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့စိတ်ချောက်ချပွဲပရလောကနယ်ပယ်ဖြိုးအော်ဒီယိုဘို YouTube Channel မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူ NIOZ ရဲ့တရေမနှင့်တညတာဆိုရဲတရေဟာတာဇာတ်လမ်းတူလေးပဲဖြစ်ပါရရှင်ဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ Channel လေးကို Subscribe လုပ်ရသေးရင် Subscribe လုပ်သွားပေးပြီးဘေးကက Notification လေးကိုဖွင့်သွားပေးဖို့တောင်းဆိုပါရစေရှင်ကျမကတော့တင်ဆက်သူသုံးမဲ့ဖြစ်ပါတယ် ကဲဇလန်းလေးကိုစလိုက်ကြရအောင်နော်ဘဲခွေးမှလူမထင်ဘူးကွာဖိုးလုံးနဲ့တလုံးနဲ့ရှိရင်နှလုံးရှိရင်တလုံးကြော်စားပြစ်မယ်ဘာမှညနေနေဆောင်လို့ဒီအတန်ကြားရင်ဖိုးလုံးတယောက်ရေချိန်ကြိုက်လာပြီဆိုတာအလုံးသိကြပြီဟာဟက်ကောင်ဖိုးလုံးမင်းမူးလာပြန်ပြီလားဟမူးရင်လည်းအေးစင်းနေကွာနားကြီးတယ် ဟာဟဲ့အောင်လေငါဘာသာကိုပတ်စံနဲ့ကိုတောက်တယ်ကိုပတ်စံနဲ့ကိုပြောတယ်ဘာဖြစ်တော့ငါလည်းမင်းတို့အမိုင်းလို့လားပြောစမ်းဟောက်အောင်လေဟာငမူးရမပြောရစီသေးဟဲ့အောင်မင်းအရောမိုက်လို့လားဟာအပေါ်ရမပြောစမ်းနဲ့ငမူးရဟာဖိုးလုံးတို့မိုက်ချက်ကမိုက်မိုက်နဲ့တော့ညီသေးတယ်ကွာတတိရှိရင်မင်းတို့နဲ့ငါပြိုင်ကြိုက်အဲပြိုင်ဖိုက်မလားပြောစမ်းလုံးမနေစမ်းပါနဲ့ကွာမင်းတကယ်မိုက်တယ်တတိရှိရယ်ဆိုရင်ငါတို့တတ်တည်ပြကွာအောင်မဖိုးလုံးကတတိရှိလားလို့မမေးနဲ့ ဘလို့တတ်တယ်ပြရမလဲကဲပြောဒီလိုကွာမင်းဟိုဘက်ရက်ကွက်ကအိမ်မဲကြီးလေတိတယ်မလားမင်းတတိတကယ်ရှိတယ်ဆိုရင်အဲ့ဒီအိမ်ကြီးမှာမင်းတညသွားအိပ်ပြကွာမိုးလင်းတဲ့အထိမင်းအဲ့ဒီအိမ်မှာနေနိုင်နေဆိုရင်နေကြတဲ့လောက်တော့ကြက်တဲ့လောက်စားငါတို့မင်းကိုတလားတိတိတကားခံမယ်ကဲဘလို့လဲအိမ်မဲကြီးဆိုရဲအတန်ကြားလိုက်တာနဲ့ဖိုးလုံးအမိုးတောင်ပြေကျင်သွားတယ်မပြေပဲခံနိုင်ရို့လားအိမ်မဲကြီးဆိုတာတရေရမ်းချောက်တဲ့အိမ်ကြီး တအိမ်လုံးရေနံကြီးတွေမဲနေအောင်တုတ်ထားလို့အိမ်မဲကြီးလိုအလွယ်ခေါ်ကြတာခိုးလုံးတို့အနီးနားရက်ွက်တွေမှန်သမျှအိမ်မဲကြီးဆိုဝေးဝေးကရှောင်ကြတယ်အိမ်မဲကြီးကတရဲမကလည်းအလွန်ဆိုးတခါတရံညဘက်တွေမှာအိမ်မဲကြီးရဲ့ဗရင်ပေါင်နားမှာဝရဏမှာသပင်ဖားရချပြီးရှောက်သွားနေတဲ့တရဲမကိုတချို့သူတွေတွေ့ရတတ်တယ်မယုံလို့လောင်းကျေးစားခြင်းနဲ့သွားအိတ်တဲ့သူမှန်သမျှလည်းပြန်ရောက်မလာတတ်ကြဘူး မနက်ရောက်လို့အိမ်ကြီးရဲ့ကိုအုပ်စုလိုက်အရဲစုံပြီးဝင်ရှာရင်အဲ့ဒီလူအနောင်မဲ့တွေ့ရတတ်တယ်။တခါဆိုရင်ဖိုးလုံးလုံးရက်ွက်ထဲကကိုပိန်သေးဆိုတဲ့လူတယောက်ငူးငူးယူးယူးနဲ့ညာကြီးအချိန်မတော်အိမ်မဲရှိရရင်ခက်လျှောက်သွားမိရ။တရဲမှလိုက်ဆွဲလို့ပြေးရတာသေးတောင်တပြန်းပြန်းပါတယ်ဆိုပဲ။မနက်ရောက်တော့လဲလူကကြောင်စီစီဖြစ်ပြီးတွေ့သည်မလူလက်ညှိုးထိုးပြီးတရဲမှကြီးလာနေပြီပြလို့အော်အော်ပြေးလို့ဆေးခူးလိုက်ရတာတလားလောက်တောင်ကြာပါလေရော။ကဲအခုတော့ ဒီလိုသတင်းစိုးရိမ်ကနမဲကြီးရဲ့အိမ်ကြီးမှာညအိပ်ရမယ်တဲ့လေမလူးကောင်လေကာလနာမွေးဝေးကြိုက်ကြီးတခြားဟာမခိုင်းဘူးဖိုးလုံးစိတ်ထဲကနေအဲ့ဒီကောင်လေးကိုချိန်ဆပလိုက်တယ်ဟုတ်တယ်လေဖိုးလုံးဆိုတာကလည်းမူးလာရင်သာနှုတ်သွက်အာသွက်တရက်ကွက်လုံးနဲ့တယောက်ပတ်ပြီးရန်ဖြစ်ရဲပေမဲ့တရဲဆိုရင်အသေးကြောက်တာကဲအခုမှတော့မတက်နိုင်ဘူးလေကိုရှူးကိုပတ်ကိုအတက် ကိုဆူးဆိုတာအဲ့ဒါမျိုးပေါ့ဟိုကောင်လေးပြောတဲ့လောင်းကြီးကလည်းမက်လောက်ဆရာကို ဒီတော့နောက်နေ့ညကျရင်အိမ်မဲကြီးစီသွားအိပ်ပြရုံပဲရှိတော့တာပေါ့အဲ့ဒီနေ့ကညနေခရဲကဖိုးလုံးရက်ကွက်ထိုက်ကအရက်ဆိုင်မှာရဲစေးတင်တဲ့အနေနဲ့ဝင်ချနေလိုက်တယ်အမေတကောင်သားတွေကအခုမှစေတနာတွေရှိနေလိုက်ကြတာဖိုးလုံးကြီးဖို့တဲ့ဘဲခင်လေးတော်လာပေးသွားကြသည်ည၈နာရီခွဲလောက်ကျတော့ဖိုးလုံးတော်တော်ကောင်းနေပြီအပူအဖြစ်နဲ့အရက်ပလင်းနှလုံးလောက်ထပ်ဝဲအမီးအတွက်ပဲကြီးလော်လေးနဲ့ပိုတဲ့ဘဲခင်တုံးလေးဆွဲပြီး ခရင်နေရန်ခြေလန်းနေနဲ့တိုင်းကွက်နင်းပြီးအိမ်မဲကြီးစီကိုထွက်လာခဲ့လိုက်တယ်။ဟောရောက်လာပါပြီနမဲကြီးအိမ်မဲကြီးရှိဦး။ညမှောင်မှောင်ထဲမှာမဲနဲ့နေတဲ့အိမ်ကြီးကတစေတကောင်ငုတ်တုတ်ခံကြည့်နေသည်အောင်အိမ်ကြီးကိုမြင်လိုက်တာနဲ့ရင်ကိုဖိုးလုံးအမှုတွေပြေကျင်သလိုဖြစ်ပြီးပြန်လက်ပြေကျင်စိတ်တွေပေါက်သွားသည်။ဟာဘာဖြစ်လဲကွာလာစမ်းယောက်ျားပါကွာကိုယ့်ကိုယ်အားတင်းပြီးအိမ်ကြီးစီကိုတလန်းချင်းစီဝင်လာခဲ့လိုက်တယ်။ ပိတ်ထားသောအိမ်တကမာကြီးကိုလက်နဲ့အတာတွန်းလိုက်တော့ကြီးဆိုပြီးတကားပွင့်သွားတဲ့အတန်ကတရေတကောင်ချောက်ချောက်ကက်ကနဲ့ဟာတရီလိုက်တန်လို့လို့ပဲဖလပ်ဖလပ်အတန်နဲ့အတူမဲမဲအကောင်ကြီးကဖိုးလုံးစီတိုးဝင်လာတယ်အမေရေတရေတရေပါဗျရုတ်တရက်ဆိုတော့ဖိုးလုံးနဲ့မျိုးអော်လိုက်မိတယ်တေချာကြည့်မိတော့မှမလူးမလင်းတို့လူကိုလန့်သွားတာပဲလိပ်ပြလေးကလူးကလူးဖိုးလုံးကြောက်စိတ်ကိုအတင်းထိန်ချုပ်ပြီး ေကားနာတဝိုက်နဲငယ်ဖုံလေးပါလေးခါကထိုင်ချပြီးလက်ထဲမှာပါလာတဲ့ထုပ်ကိုဖြီးအရက်နဲ့အနီးကိုထုတ်ပြီးရဲစေးထတ်တင်တဲ့အနေဖြင့်ဆွဲပလိုက်တယ်။တရဲမကလည်းအခုချိန်ထိတော့အေးစေးဘာတမ်းမှမကြရသေးလို့ဘာရိတ်ရောင်မှလည်းမငင်ရသေးဘူး။ချိန်ကြီးကတဖြည်းဖြည်းနဲ့ကုန်လာလိုက်တာည7နာရီလောက်ဖိုးရမယ်။အခုထိတရဲမရဲ့အရိတ်ရောင်ဘာမှမငင်ရသေးဘူးဆိုတော့ဖိုးလုံးတစ်ယောက်နည်းနည်းတော့ကြောက်စိတ်ပြေလာပြီ။ပါလာတဲ့အနီးတွေလည်းကုန်ပြီး တောက်စားထားတဲ့အချိန်နဲ့ညလုံးလေးလည်းတဖြည်းဖြည်းဆင်းလာပြီးဖိုးလုံးမေးကနေအိပ်ပျော်သွားတယ်။ဟေးအောင်ထဆန်းထဆန်းအမလီဒင်းကအိတ်တောင်ပျော်နေသေးတယ်ထဆန်းဟက်ကောင်ရဲ့အတန်နဲ့အတူခြေထောက်ကိုအေးဆက်ဆက်အရာကြီးတစ်ခုကလာထိတာကြောင့်ဖိုးလုံးလက်နိုးလာပြီးမျက်စိအဖွင့်ဟဲ့တောက်ခွေတတတရဲမဟာသူ့ခြေထောက်တစ်ဖက်ကိုဆွဲရမ်းနေတဲ့တရဲမကိုရှေ့မှာငုတ်တုတ်ကြီးထိုင်နေတာတွေ့လိုက်ရတယ်။ရှုပ်ပွားနေတဲ့သပင်ရှည်ကြီးကိုဖားရချပြီးညိုမဲနေတဲ့မျက်ကွင်းကြီးတိတ်ဆုတ် အဲ့သွေးဆုပ်ပြီးဖြူဘက်ဖြူရောမျက်နှာကြီးနဲ့တရေမောက်ကိုမြင်လိုက်ရတော့ဖိုးလုံးတယောက်အမိုးတွေပြေပြီးရှူးရှူးတောင်ခွက်ကြခြင်းတို့ဖြစ်သွားတယ်။အေးတဲ့တရေမောက်ကမျက်လုံးကြီးပြူပြီးတက်ချီးတွေအထက်ထက်နဲ့သွားကြီးတွေပေါ်အောင်မစက်ကြီးဖြဲပြီးတဟိဟိဟီပြနေသည်။ကစက်ကလည်းတရေတွေတများများနေ။တန်တန်ဘုတ်တွေဒီဘုတ်ဘုတ်ဖျားစာရရွတ်မယ်ဆိုတော့လေကြောက်စိတ်ကြောင့်ခရောင်ကရမ်းနဲ့အကုံမိတ်ဟက်ကောင်တော်စံတဘုတ်ဘုတ်နဲ့နင့်ကိုနေမဲဆွယ်နေရများချင်းနေလား။ငဲ့ ဒီတရဲမှာဒါရီလက်တည်တဲ့ဟာနင်ကရရဆဆငါအိမ်ထဲကိုကျွကျွကျော်ကျော်ဝင်လာရဲတယ်ဗောလီနင်ကအကြောင်းသိစေရမယ်ဟွန်းအသက်ရှင်လေးရနေတော့ပြန်ထွက်ရလိမ့်မယ်မထင်နဲ့အမလေးဗျာကြောက်ပါရဲဆိုမှဒီတရဲမှာကတော့ဖျက်ချောက်နေပြန်ပါပြီဟီးအမကြီးရဲ့တာလေတာအမကြီးအိမ်ထဲကိုဝင်ရင်လို့ဝင်လာရတာမဟုတ်ပါဘူးโอ้โหกองนี่บ่ต้าอะจิ้นตั้วกันโหลต้าจ๊อกๆแน่ๆเนี่ยลาอ่ะบ่ามาอีเนาะต้าอ๋อต้าอ๋อคุ้นหลบป่ะเนาะ မတက်နိုင်တော့တရဲမရှိမှမြေကြီးလဲရွှဲနှက်တွဲလဲနဲ့ငိုချင်းတွေပါချပြီးတောင်းပန်ကြရတော့တာပဲလေတရဲမကလည်းဖိုးလုံးကိုကြည့်ပြီးတနာသွားသလားတော့မသိကောင်းပြီလေဒါပေမဲ့နင့်ကိုဒီအတိုင်းတော့ပြန်မလွတ်ပေးနိုင်ဘူးနင်ငါနဲ့ဂိမ်းကစားရမယ်နင်ရှုံးရင်ငါနင့်ကိုတတ်မယ်ငါရှုံးရင်နင့်ကိုငါလက်ဖြောင်းနဲ့အောင်မထိပဲငါကိုယ်တိုင်အပြင်ရောက်တဲ့အထိလိုက်ပို့ပေးမယ်ကစားရမယ့်အချိန်ကလင်းကျပ်တုံငန်းဤအထိကဲဘလို့လဲဟမ်တရဲနဲ့ဂိမ်းဆော့ရမယ်တဲ့ မတက်နိုင်ဘူးလေကိုကလည်းအရက်တလစာကိုမှတ်ပြီးသူ့အိမ်ထဲရှာရှည်ပြီးဝင်လာခဲ့မိတာ우အခုမှတော့သူပြောတဲ့အတိုင်းစော့ရုံပဲပေါ့လေဟုတ်ဟုတ်ဟုတ်ကဲ့ပါခင်ဗျအသဘောတူပါတယ်အသဘောတူတယ်ပဲပြောရတော့မှာပေါ့ကဲဒါဆိုစပြီပထမဆုံးအနေနဲ့ငါလုတ်တယ်လို့နင်လုတ်ပြရမယ်မလုတ်နိုင်ရင်အရှုံးဟုတ်ပြီနော်ကဲလာလျောပြောရင်းနဲ့တရဲမကမျက်လုံးကြီးပြိုးပြလိုက်တာများဗျာတလုံးတလုံးကိုသခေါလောက်ရှိရင်ရှာကြီးကလည်းရှည်ထွက်လာပြီး ူ့ကိုယ်လုံးသူ့ပြန်ပတ်ပြလိုက်သေးတယ်။နရွက်ကြီးကလည်းကြီးလာလိုက်တာမှတစ်ဖြက်ဖြက်နဲ့ဖိုးလုံးမှာတော့ကြည်ရင်ဒူးတွေတဆက်ဆက်တုံပြီးသေးထွက်မကြအောင်မနေထိန်ထားရတယ်ရဲ့။ကဲနင်လောက်နိုင်လားငါလို။음မလောက်မလောက်နိုင်ပါဘူးခမ။အဲ့ဒါဆိုရင်နင်ရှုံးပြီ။ဟင်ဒီတရဲမှာတော့ညစ်ပြီ။လူပါဆိုမှသူ့လိုတော့ဘယ်လိုလုပ်လောက်နိုင်မှာတော့။ဖိုးလုံးနည်းနည်းတော့ကျွဲမိတူသွားတယ်။အဲ့လိုတော့မလုံနဲ့လေဗျာ။ကြုံလို့တလို့လဲလိုက်လို့ကြည့်ပါဦး။ ခင်ဗျာကျုပ်လို့တို့လိုက်လုံနိုင်မယ်ဆိုရင်ကျုပ်ရှုံးလေဟုတ်ပြီလားအေးလေမင်းအစွမ်းဝင်ကကြည့်ရသေးတာပေါ့ဘယ်ရမလဲကိုလဲယာစာနေဝင်းစတိုင်မြမပြီတိုင်းနံစတိုင်တွေပေါင်းပြီးတွန်းပြလိုက်တဲ့အပြင်စိန်ဝင်းထွန်းစတိုင်အပြည့်နဲ့အချင်းတစ်ပုတ်ပါဟဲပလိုက်တယ်။အိုးမြေခွေးနဲ့လဒါများကြကိုတဲကိုညှို့ယူတော့သလား။ဦးမလေးမလေးတော်ပါတော့တော်ပါတော့ဟဲ။နင်းကြည့်ပြီးခေါင်းတွေမူးလို့လို့ပါ။ဘဲနဲ့ပိုလီယိုခွေးလိုက်ဆွဲနေတယ်လို့ပဲ။တော်ပါတော့ ဟိတရဲမတော်ချာချာလဲမူးသွားရဲ့ချင်းမတားတော်ယူရတယ်ရေကဲအဲ့ဒါဆိုရင်ဒီတပွဲခမားရှုံးနေနော်တရဲမမကြေမချမ်းနဲ့စိုက်ကြည့်ပြီးအင်းဆိုပြီးနှကန်းကြီးဆိုပြီးမကြေမချမ်းပုံစံနဲ့သဘောတူလိုက်ရတယ်ရေကဲနောက်တပွဲကျုပ်လှဲ့နော်အဲ့တော့ကျုပ်စာသုံးပုဒ်ရွတ်ပြမယ်ကျုပ်ရွတ်ပြတာတွေကိုခမားသုံးကတိတိမြ мян နဲ့မှန်မှန်ရွတ်ပြရမယ်မရွတ်နိုင်အရှုံးကဲโอเคလားအမလေးဟဲ့အဲ့လောက်ကတော့ပြင်းအောင်ပြင်းသေး ကဲအဲ့ဒါဆိုစပြီနော်โอเคလေစိတ်လိုက်စမ်းပါတော်လတီတော်လတက်ခနော်နီခနော်နဲ့တော်လတက်ခနော်နဲ့ကဲရွတ်ပြီတော့တော့ကတော်လတီတော်လက်ခနော်ဒီတော်လတက်အဲအဲဟုတ်ဟုတ်တော်လတီတော်တော်တက်ဟင်းတရေမှာတော့အခြေအနေမကောင်းဘူးပထမဆုံးချိန်မှာလည်းရှာရီပါကြီးလိတ်ကုန်ပြီဟာခမရဟာဘယ်ကခရိုနီတွေပါရပါလာရတာတော့ပြီးတော့တော်တော်တော်နဲ့နှဲမုံနေတာကြာနေတာပဲကဲကဲထားလိုက်ပါတော့နောက်တစ်ခုလာပြီနော် အဖိုးနဲ့အဖွားခေါင်းမိချုံဆောင်းမွေးရှင်လက်ချုံဆောင်းမွေးတို့လက်ချုံကဲဆိုပြီးတော့အဖိုးနဲ့အဖွားခေါင်းမိချုံဆောင်းမွေးရှင်လက်ချုံဆောင်းမွေးတို့လက်ချုံဟာမှန်သဟပထမတစ်ခေါက်တော့တရေမဆိုသွားတာချော့လို့အဖိုးနဲ့အဖွားခေါင်းမိချုံဆောင်းမွေးရှင်လက်ချုံဆောင်းမွေးငွေအဲအဲမှားပါပြီဟဲ့ဘုဒ္ဓဒီတရေမကတော့18 plus တွေပါပါကုန်ပြီဟာတော်တော်တော်ပြီဟာနင်းဟာကြီးဆိုရတာငါငါပါစက်မရဲဘူးဟဲ့နောက်တစ်ခုသာပြောတော့โอเคလေအဲ့ဆိုလဲစမယ်နော်ဟန့်ဟန့်ဟုတ်ဟုတ်ဟန့်ဟန့် တရဲမှလက်ချောင်းရှင်းတယ်လို့ချောင်းလေးပါးဟန့်ပြီးအစ်စ်အနေထားတွေပါပြင်ကုန်တယ်။ဒီတခါတော့အပီရွတ်ပြမယ်ဆိုတဲ့အထားနဲ့ကဲကဲအဲ့ဒါဆိုလဲတေချာနားထောင်တောင်ချောင်းကထနောင်းကိုင်းညောင်ချောင်းကိုကူညောင်ချောင်းကထနောင်းကိုင်းတောင်ချောင်းကိုကူနှစ်ချောင်းပေါင်းတော့နှစ်ထနောင်းကိုင်းကဲဆိုပြီးတော့တောင်ချောင်းကထနောင်းကိုင်းညောင်ချောင်းကိုကူညောင်ချောင်းကထနောင်းကိုင်းတောင်ချောင်းကိုကူနှစ်ထောင်ပေါင်းတော့နှစ်ထက်နှစ်နောင်အာစလာတဲ့ကလွဲပါပြီအေးမစွတ်တတ်တော့ဘူးဟာနင်းဟာရူတရဲမှငိုချင်းနေပါချကုန်သည် ဒီတခါငါအလှဲ့ငင်လိုက်လှုပ်ပြီးတော့ပြောပြဘာလုပ်ရမလဲဗျတက်ဖခွမယ်ဗျာဘလို့ဘလို့တက်ဖခွမယ်လေဘာလို့ရောအမလေးမေရေဘလို့တရဲမှာတော့ဒီရွယ်ကြီးမှာတက်ဖခွရမယ်တဲ့ကြားလို့မှကောင်းကြသေးရလားရက်ကလူကြီးဒါတော့ခမည်းတက်တက်ညစ်တာပဲဗျဘာလဲငင်ကမခွဘူးလားအဲ့ဒါဆိုငင်အရှုံးပဲဖိုးလုံးလေတလုံးနဲ့ရှိရင်ဒီလိုလာညစ်လို့ရတော့ဘယ်ညံ့ခံလိုက်မလဲအစိုးကောင်ကြိုက်ပြီးအသင့်ပြင်ပလိုက်တယ်ကဲစပြီနော် ဘဲဘက်ကဆူဆူညာဘက်ကဆူဆူခုတ်လိုက်ကြဆိုတငယ်ချင်းအော်အီအုတေးမကတော့အရင်ဘဝကချက်ဖခုတ်ချန်ပီယံများလာတော့ထင်ရတယ်အားနဲ့မန်နဲ့ကိုခုတ်နေလိုက်တာများသူ့ဝိယုံအဖြူကြီးနဲ့လက်နက်ဖက်ကိုတောင်မှန်ခတ်တယ်လို့လုပ်ပြီးဟန်ပါပါခုတ်နေလိုက်တာများဗျာမသိရင်တကယ်ကျက်မကြီးပြန်နေတယ်လို့ပဲဗျကြာတော့လူလဲမောလာတာမှတန်းလန်းကိုကြားလို့အော်ဘာတွေတွေးနေတာတော့ရှာလေရှာတန်းလန်းထွက်တယ်လို့မောလိုက်တာမှအရန်ကိုပဲကဲကဲကျုပ်ရှုံးပေးပါပြီဗျာတော်ပါတော့ ဟိနင်ရှုံးပြီနော်ကဲဒီတခါငါအလက်ဟမ်မပြီးနိုင်သေးဘူးဟာစိတ်ထဲမှာတော့မိုးမြန်မြန်လင်းပါစေဆုတောင်းနေအဲ့ဒါမှကိုလွတ်မှာကိုပွဲတွေကလည်းအခုထိအနိုင်ရှုံးတက်တက်ကွက်ကွက်မသိရသေးကဲဒီတခါတော့ငါနင့်ကိုတနာလို့ခွင့်ရေးပေးလိုက်မယ်နင်ဘာဂိမ်းဆောင်မလဲပြောသူကအဲ့လိုပြောလာတော့ကို့မှာရှိသမျှညံနေညံတဲ့တည်းအကုန်ထုတ်ပြီးစဉ်းစားလိုက်တယ်ဟာဟုတ်ပြီစကရာဖွက်တန်းကစားမယ်ဒါပေမဲ့ခမည်းကကြောက်ကိုရွေးချယ်ဝင်ပေးတဲ့အတွက်ခမည်းကိုလည်းကြောက်ကဦးစားပေးလိုက်မယ် ခမ ्या အရင်ဖွက်ဗျာနောက်ပြီးခမ ्या ကကျုပ်ကိုမေးခွန်းသုံးမှုမေးကျုပ်ကခမ ्या ကိုနှစ်ခုပဲပြန်မေးမယ်ဒါပေမဲ့ဒီတစ်ခါခမ ्या ရှောက်ဝင်တော့ကျုပ်ကိုအိမ်ပြန်ခွင့်ပေးရမယ်ကဲဘယ်လိုလဲပြောတရဲမှာမျက်လုံးကြီးတောင်းကပ်နှကန်းကြီးတထောင်လောက်ထော်ပြီးစဉ်းစားသလိုလှုပ်အပြီးမှာဟုတ်ပြီလေသဘောတူတယ်ငါကမေးခွန်းတစ်ခုတောင်ပုံမေးရမှာဆိုတော့သဘောတူပေးရမှာပေါ့ဒီတစ်ခါနင်ရှောက်ဝင်တော့အသက်ရှင်လေးပြန်ထွက်သွားဖို့စိတ်မကူးပေနဲ့တော့နော် အမေခမားရှုပ်ရင်လည်းကြက်ကိုခမားကိုယ်တိုင်အပဝတိလိုက်ပို့ပေးရမယ်ဆိုတာမမေ့ပါနဲ့ဟဲ့ငါတရေဖြစ်နေပြီမဲ့ဂရိတီရဲ့ဟဲ့ကဲကြာပါရဲ့ငါစမေးပြီနော်တရေမှာမျက်လုံးကြီးတောင်းကပ်လက်ညှိုးကိုပါဇက်တက်ခဲ့ငုံပါကြီးဖောင်မီစဉ်းစားသလိုလုပ်နေတယ်နှကိုကလေးကမှရုပ်ဆိုးပါတယ်ဆိုမှလုပ်နေတဲ့ပုံကဖားကုံညင်ကြီးကားကြိတ်ခံထားရတဲ့မျက်နှာပေးနဲ့ခဏနေတော့စဉ်းစားလို့ရသွားတဲ့ပုံနဲ့ပါဇက်ထဲငုံထားတဲ့လက်ညှိုးကြီးကိုပလောက်နဲ့ညီအောင်ထုတ်လိုက်ပြီးကဲဖြေတော့ ရေလဲကောင်တောင်ထုံနတ်သမီးနေတဲ့ကျုံကဲအဲ့ဒါဘာလဲပြောဟာခမရဗျာခလေးထားနေအဲ့ဒါတဏ္ခါကြောက်ပြန်လို့ခေါ်တယ်မှတ်ထားတရဲမမကြည်မချမ်းဖြစ်သွားတဲ့ပုံနဲ့ကဲအဲ့ဒါဆိုနောက်တစ်ခုငါနွားတကောင်ဘိုးတထာကဲအဲ့ဒါဘာလဲပြောဖိုးလုံးစိတ်ထဲမှာတအားကိုရည်ကျင်သွားတယ်ဟုတ်တယ်လေဒီတရဲမခလေးထားလာမေးနေတာဒါတော့သူသိရဟာရဲကအတင်းကိုဖြစ်ညစ်ပြီးစဉ်းစားထားတဲ့ပုံပဲဖိုးလုံးရည်ကျင်စိတ်ကိုအတင်းမျိုးသိပ်ပြီးငလုံးလေးကလေးကလေးနဲ့ ီအဲဆိုပြီးဟိုကုတ်ဒီကုတ်နဲ့စဉ်းစားကြည့်အောင်စောင်းလိုက်တယ်။ဟွန်းဟွန်းနေမဖြေနိုင်တော့ဘူးမလား။တရဲမှာပီတိတွေဖြာနေတဲ့ညနာကြီးနဲ့သဘောတွေကျနေလိုက်တာဆိုတာ။အဲရပြီရပြီကြုတ်တိပါရဲ့ဗျ။စဉ်းစားနေတာကျိန်ကဒီဟုတ်တယ်မလား။တရဲမှာညနာကြီးအီးမန်တယ်လို့ရှုံ့သွားသွားတယ်။သူ့မေးစရာကလည်းတခုပဲရှိတော့တာကို။ဟွန်းဟွန်းတရဲမှာကြုတ်ကိုကြည့်ရင်မခန့်လေးစားပုံစံနဲ့အဟင်းဟင်းရီပြနေလေရဲ့။ဒီတခါတော့နေမဖြေနိုင်မဲ့မေးခွန်းမျိုးမေးလိုက်မယ်ဆိုတဲ့စတိုင်နဲ့ပေါ့။ ကဲမေးပြီငါခေါင်းမှာသမင်းမနှပင်ရှိတော့နိဒါဒါဒါတော့ခဏသက်သက်ညစ်တာပဲဗျရတယ်လေနင်မဖြေနိုင်လဲအဲ့ဒါဆိုနင်ရှုံးပြီနော်တရဲမကတော့ညစ်ပြီဖိုးလုံးကိုဒါမျိုးတော့လာမစမ်းနဲ့ဘယ်ရမလဲဘလို့ဖြေမလဲစဉ်းစားစမ်းစဉ်းစားစမ်းဟာသိပြီခမားခေါင်းမှာသပင်း9998ပဲရှိတယ်နင်နင်မဟုတ်တာမပြောနဲ့မဖြစ်နိုင်ဘူးနင်ရှုံးပြီ ဟာခမည်းကလည်းကျုပ်ပြောတာမယုံရင်ခမည်းကလာခမည်းပြန်ပြီးရီးကြည့်ပေါ့ဗျကျုပ်ကတော့သေးကြတယ်ခမည်းကောင်းကစပင်က9998ပင်မယ်ကျုပ်မားတယ်ဆိုရင်ခမည်းကိုယ်တိုင်ကျုပ်ရှိမှရေးဗျဒါပဲတရဲမှခန်းစားသွားရတယ်ထင်ပါမြေရီဘာတွေပါဝိုင်းတက်လာတယ်ဟုတ်တယ်လေသူ့ကောင်းကစပင်သူ့ဘလို့ပြန်ရင်မတော့အခက်မသိရင်ခေါင်းဆက်ပြုတ်ပြီးနှစ်ခါပြန်သေးမယ်ကိကဲကဲကဲငါရှုံးတယ်ပဲထားပါတော့ဟဲ့ဟွန်းဒီလိုမှပေါ့ကဲ ဒီတခါကြောက်လက်မေးပြီနော်စီမပါစားမပါအရသာရှိလိုက်တာပောင်ကြားထဲမှာအဖြေရှာကဲခေပြီတော့အဲ့ဒါဘာရောဟမ်စီမပါစားမပါအရသာရှိတာပောင်ကြားထဲမှာဆိုတော့ဟဲနေမညစ်ပက်နဲ့နော်ဘာတွေမေးနေတာရောငါအပြိုကြီးဟဲ့အမလေးရေးထဲမှာတရေမလည်းကြောင်ညာဝင်နေသေးတယ်ခမရလည်းကြောက်မေးတာရိုးရိုးသားသားပါဗျကဲခမရမဖြေနိုင်တော့ဘူးလားပြောအေးပါရဲ့ငါအရှုံးပေးပါတယ်ဖြေတော့အဲ့ဒါဘာရောဟာဟာအဲ့ဒါနွားနိုးဗျ နွားလို့မှတ်ထားစီနဲ့ထက်စရာမလိုစားလည်းထက်စရာမလိုသူ့ကြီးရဲ့တောက်ရင်ကိုစိမ့်စိမ့်လေးနဲ့တိတ်ရတာရှိတာဗျခမရမယုံရင်တောက်ကြည့်ပါလားတရဲမှာအောင့်တက်တက်ဖြစ်သွားတဲ့ပုံနဲ့မျက်စံကြီးတပတ်လဲသွားအောင်ကျုပ်ကိုလှမ်းပြီးမျက်စောင်းကြီးထိုးလိုက်တယ်ကဲလာပြီနောက်တစ်ခုလေပေါ်မှာလည်းပြန်တယ်မြေကြီးပေါ်မှာလည်းတွားတယ်ရေလည်းကူးတက်တယ်တစ်ပင်လည်းတက်တယ်တွင်းထဲမှာလည်းနေတယ်ခြေလေးကြောင့်နဲ့အမိရှိရှိတက်တော့ဝါအဲ့ဒါပါလေခင်ဗျားသိလားခေ တရဲမှာဟိုလျှောက်ဒီလျှောက်ရှောင်းဝင်းစဉ်းစားတယ်။ခေါင်းတွေကောက်တယ်၊ခိုင်ငယ်ထတယ်၊ညနာကြီးမဲ့ရွယ်၊မူယာမျိုးမျိုးနဲ့စဉ်းစားပြီးနောက်ဆုံးတော့ကဲမတိတော့ဘူးဟာဘာကောင်လဲပြောပြတော့။ဟာဒီတော့ဘယ်ရမလဲကြ။ခမ ्या အညစ်ပြီးကျုပ်ကိုဆွဲထားရင်ဘယ်လိုလုပ်မလဲ။ခုခမ ्या မဖြေနိုင်ဘူးဆိုတော့ကျုပ်နိုင်ပြီ။ကဲဒီတော့ခရီးအတိုင်းခမ ्या အရင်ကျုပ်ကိုခြံမဝါတီလိုက်ပို့ပြီးကျုပ်ခြံဝါရောက်ကန်နဲ့အဲ့ဒီဖြေကိုပြောပြမယ်ဟုတ်ပြီလား။ဘယ်လိုလဲ။အေးလေငါမှမဖြေနိုင်မယ်။ငါခရီးအတိုင်းလိုက်ပို့ရတာပေါ့။ ဘယ်တက်နိုင်မလဲကဲကြွကြွဘယ်ရမလဲကိုလည်းပစိုးတူတူဝိဖနှက်ခါးကြထိုးပြီးအစ်စ်အနေထားပြင်ထားလိုက်တယ်ကဲခြံပေါက်လည်းရောက်ပြီးပြော့ပြတော့အဲ့ဒါဘာကောင်တော့ငါတော့အဲ့လိုအကောင်ရှိရစမ်းကြားဘူးပေါ့ဘယ်ကြားဘူးမလဲဗျအဲ့ဒီကောင်ကရှိမှမရှိလားအဲ့ဒါကြောင့်ခမ ्या ကိုကြုံမေးတော့ကတခါလဲပြောသားပဲလीဘာကောင်လဲဖြေလို့မေးရမှာမဟုတ်တာကျုပ်လည်းအဲ့ကောင်ကိုမသိလို့ခမ ्या များသိမလားဆိုပြီးအဲ့ကောင်ခမ ्या သိလားလို့ပဲမေးတာလीကဲအခုတော့ပြေးပြီဗျို့ ပြောပြပြီးချင်းဟိုလုံးလဲနောက်ကျတဲ့ခြေတော်တစ်စပေါက်ဆိုပြီးခနောက်နဲ့တင်မှာတသားနဲ့ကြအောင်ခပ်ပြေးလာနေတော့တယ်။ဒါတော့နောက်ကနေတရဲမှာဒေါသတကြီးអော်လိုက်တဲ့အတန်ကကပ်ပါလာသည်။ဗါတယ်။မตาတင်နာကောင်ဖိုးလုံးငါ့ကိုမလိန်တစ်ပတ်လှုပ်သွားတာ။နောက်တစ်ခါငါအိမ်ရိတ်လာရဲလာကြည့်။နင့်ပါတာတစ်လုံးရှိရှိနှလုံးရှိရှိတရောင်ဆွဲစီခံရပြီသားမှန်တဲ့။ဟွန်းဟွန်းဒီကလည်းဖိုးလုံးလေ။နောက်တစ်ခါအဲ့အိမ်ပဲရောင်လို့တော့ပြတ်မရှောက်ဘူးမတ်။အခုတော့ဟိုကောင်လေးတခါခံတဲ့အစားတောက်လေးရင်းနဲ့တလလောက်တော့အေးစစ်နှက်လိုက်အောင်မေး။ ဒါနဲ့စကားမဆက်ခမည်းတော်ရောအိမ်မဲကြီးစီသွားကြင်ကြတဲ့သူများရှိကြရလားဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့စိတ်ချမ်းချဝဲပရလောကနဲ့ပဲဖြိုးအော်ဒီယိုဘို YouTube Channel မှာတင်ဆက်ပေးသွားတယ်စာရေးသူ NNOZ ရဲ့တရေမနဲ့တညတာဆိုရယ်ပရလောကဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အခုလိုမျိုးအချိန်ပေးပြီးနားတော်တာဆင်အားပေးခဲ့ကြတော့ပရိသတ်တွေအားလုံးကိုကျမတို့ channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။